အားလုံးမင်္ဂလာပါရှင် MS Sport Family စနေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဝင်ပြပေးတင်တာလေးကတော့အိမ်မှာချွေဖြုန်သေးစနစ်မကိလေးလုပ်စားတာအရင်ဆောက်လို့ကောင်းလို့ချွေဖြုန်သေးစနစ်မကိလေးလုပ်နေလေးကိုပြန်လည်ဝင်ပြပေးလိုက်ပါတယ်ရှင်ပြုံသေးစနစ်မကိလေးကိုပေါင်းပစ္စည်းတွေနေနေကတော့ ရွှေပြုံလေးလိုပါမယ်။နောက်ရွှေကြည်လိုပါမယ်။အုံနှိုးလိုပါမယ်။တရားနေငယ်လိုပါမယ်။နောက်သောပတ်စီလိုပါမယ်။ကြက်ဦးလိုပါမယ်။နောက်ဘင်းစီလိုပါမယ်။ပြမအောင်ဆုံးရွှေပြုံလေးစနစ်ကိန်းရရဖို့အတွက်ရွှေပြုံလေးကိုခွဲပြီးတော့ဥတိုင်းလေးကိုဖိတ်ထုတ်ထားပြပေးရပါမယ်။ ူနိုင်လေးတွေဖိထုတ်ပြီးတော့ပြီဆိုလို့ရှင်တော့ရွှေပြုံလေးကိုဘောင်းခံအိုးထဲထည့်ပြီးတော့မှပေါက်ပြရပါမယ်။ရွှေပြုံလေးလေးတွေဘောင်းလာလူးလက်လာပြီဆိုရင်တော့ရွှေပြုံလေးရဲ့အလေအသားလေးကိုချစ်ပြီးတော့မှယူပါမယ်။အခွန်မပါပါဘူး။ပြပြုံလေးတွေရဲ့အလေးသားလေးတွေချစ်ပြီးပြီဆိုလို့ရှိရင်တော့ပကံနှလုံးထဲမှာထည့်ပြီးတော့မှခြေပါမယ်။ ဖြည်းဖြည်းလေးလေးတွေခြေပြီးသွားပြီဆိုရင်တော့ဖြည်းဖြည်းလေး significant လုပ်ဖို့အတွက်ပထမဆုံးခြေကြီးလို့စီဘူးတဘူးပဲခံဖို့အုပ်ဝင်မှာထည့်ပြီးတော့မှတော့ပါမယ်ခြေကြီးလို့လားအနယ်လေးမွေးလာပြီဆိုလို့ရှိရင်တော့ပြီးပိတ်ပြီးတော့ပောက်ရိုက်ပစ္စည်းဖြစ်တဲ့ခြေပြုံဒီတကြား25စက္ကန့်နောက်ထောက်ပတ်အနေနဲ့ထည့်ပြီးတော့မှ နော်အုံးမှုတစ်ခုထည့်ပါမယ်ပြီးရင်တော့စားအနေနဲ့ထည့်ပါမယ်ကြက်ဦးနှလုံးခဲထည့်ပြီးတော့မှနှက်ဆက်အောင်ဝေပေးပါမယ် နောက်ရေနှဲငယ်ထည့်ပေးရတော့မီးမင်းလေးထားပြီးတော့ကြိုးပေးပါမယ်ဆင်းမီးကလေးကြိုးတာကြိုးရင်းနဲ့ရေလေးခန့်ရပြီဆိုလို့ရှိရင်တော့ မိပိတ်ပြီးတော့အုပ်ဘုံကခြားပါမယ်။ရေခွန်းသားပြီဆိုရင်တော့နံပါတ်၁အနေနဲ့ရွှေပြုံသည်တဲမဲ့ဦးရဲကိုထူသက်စီထည့်ပါမယ်။နာခုနကကျူထားတဲ့ရွှေပြုံသည်ထည့်ပြီးတော့မှထည့်ပါမယ်။နာဖြူဖြူနီးပေါ်ကိုဘိန်းစီလေးတွေထည့်ဖို့မမိပါနဲ့နော်။ အခုဆိုရင်တော့အရသာရှိလာတဲ့ရွှေဖြုံဒီစနီမီကီနီရပါပြီ။ဗီဒီယိုလေးကိုအဆုံးမချပြီးတော့ကျေးဇူးများလိုက်တင်ပါတယ်။ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့အတူတူပြန်လာကြပါမယ်။လက်ခံ subscribe လေးနဲ့အားပေးတော့ဘူးပန်နေနော်။ကြပါ